တပ်မော်ကြီးကအရာရှိစစ်တွေကကျွန်တော်တို့ငါဖမ်းတင်မော်တွေကိုခင်ဗျလိုက်ပြီးတော့ဖမ်းပြီးတော့တော့ရခါချင်းတွေယူနေတယ်လို့ပေါင်ကိုတင်မော်တွေကိုလည်းလိုက်ပြီးတော့ခါချင်းတွေယူပြီးတော့ဒုစားကျင်နေတာလူများအိမ်နေပြီးရှုံးမယ်လူများသားတို့သမီးတို့ပြိမ့်ကြည့်မယ်လူများပစ္စည်းတွေယူမယ်ဟမ်ဒီစစ်တက်ကလာပါလားဒါစစ်တက်လား Hi အားလုံးပဲမင်္ဂလာပါ News Page Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ9ရက်နေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွဲနောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီနေ့နေ့ခင်ပိုင်းမှာနောက်ဆုံးကြားသိတဲ့တော်လန်တရင်အချို့အယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ရန်ကုန်တိုင်းတန်လျှင်အေယာဝတီရေတပ်စခန်းဌာနချုပ်မှာရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထင်ဝင်းအမိန့်နဲ့ အရေးပေါ်ရတဲ့အတွက်ရွေးဖက်ပူဇော်နိုင်ဖို့အတွက်ဆိုပြီးတော့မှပထမရွေးနေ့တင်သားတွေပို့ချနေပြီးတော့မှရေတပ်ဦးစီးချောရဲ့ဇနီးပေါ်ဝင်အရာရှိဇနီးမှန်တို့များအားလုံးတယောက်နေတဲ့ဆိုပြီးတော့မှကျော်တော့တရတာပဲဖြစ်ပါတယ်။မလာတရနေ့ကနေ9ရက်နေ့အထိအယောရီရေတပ်စခန်းဌာနချုပ်ဓမ္မယုံမှာပထမရွေးနေ့တင်သားဖွင့်လှစ်နေခြင်းဖြစ်ပြီးတော့မှဝေလာယတနာအပိဓမ္မတင်သားမဟုတ်ဆိုရင်အငိမ့်စားဘူချုပ်တင်ငွေရဲ့ တမီးနဲ့စစ်စစ်ဆရာဝန်တရင်မိုးရဲ့ဇနီးခင်တနာဦးကနေမြန်မာဦးဆောင်ပြီးတင်တာပို့ချနေတဲ့ဆိုပြီးတော့မှကျွန်တော်တရားတာဖြစ်ပါတယ်။အဲ့ဒီတင်တန်းကိုမတရားတဲ့လူတွေကိုအေးအေးယူသွားမယ်ဆိုပြီးတော့မှကြောဆိုထားလို့ပေါ့နော်။အခုဆိုရင်စစ်ကောင်စီရဲ့အရာရှိဇနီးတွေအားလုံးအားဆိုရင်တရားနေရတယ်ဆိုပြီးတော့မှကျွန်တော်တရားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရုရှားပြန်မြောက်လိုင်းကိုကြိုဆိုဖို့ဆိုပြီးတော့မှနတ်စီရီယံဝန်ထမ်းတွေအမှုပညာရှင်တွေစစ်တပ်လျောက်ခါအဖွဲ့တွေကိုစစ်ကောင်စီကနေပြီးတော့မှနေပြည်တော်ကိုစတင်ဆင့်ခေါ်နေပြီးဆိုပြီးတော့မှကျွန်တော်တရားတာပဲဖြစ်ပါတယ်။ အချမ်းဖက်မြောင်းလိုင်းကိုကျိုးဆွတဲ့နေမှာရခင်တဲ့ပုံမိုးပြီးတော့မှကြီးကြီးကျယ်ကျယ်ခါခါနာနာစီစီကကကျိုးဆူဖို့ပြင်ဆင်ခိုင်းနေပြီးတော့မှအိုစီဘုံမောင်းတွေနဲ့နေပြီးတော့လေဆေးရနဲ့လမ်းတစ်လျှောက်ကျိုးဆူဖို့လည်းလှုပ်ဆောင်နေတဲ့ဆိုပြီးတော့မှကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီတစ်ခါရုရှားခရီးစဉ်ကအာရချင်တဲ့ဖွဲ့ဖြစ်တဲ့အတွက်ခါတိုင်းခရီးစဉ်တွေနဲ့မတူကြီးကြီးကျယ်ကျယ်ခါခါနာနာကျိုးဆူဖို့လို့နေတာတီဝိုင်းတွေ OC ဒိုပတ်တွေလည်းပါမယ် V9 တွေလည်းစားရိုက်နေကြပြီမနေ့ပြန်နေပြီးတော့ကြိုးရောက်ဖို့တချို့ဖွဲ့တွေခေါ်ထားပြီးဆိုပြီးတော့မှနေပြီးတော့တက်တရင်းမြင့်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်မြောက်လိုင်းရတော့အခုစဉ်ကျွန်တော် နိုင်ငံကောင်ပေါ့နော်မြန်မာပြည်သူပြည်သားတွေနဲ့တိုင်းပြည်ကိုရောင်းချပြီးတော့မှအရှိခွက်ခဲ့တဲ့ပြည်စင်နဲ့ပတ်သက်ပြီးတော့ဘောမရက်ကတော်တော်လေးပျော်နေကြတာဖြစ်ပြမှာခုဆိုရင်တို့အနေနဲ့ဘဘကြီးပြန်လာပြီဆိုပြီးတော့မှဝင်းဝင်းချူဆူဖိုးလို့နေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြားမှာကတော့မြောက်လိုက်ရနေပြမှာရုရှားသွားပြီးတော့မှပေါ့နော်ပူတင်ရဲ့ခြေတလုံးဖက်ပြီးတော့မှနျူကလ িয়ার ပိုင်ဆိုင်နဲ့ဖို့စတင်ကြိုးစားနေပြီဆိုတဲ့အကြောင်းကိုရေဘော်ရှင်လေးရနေပြမှာတုံသက်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်ရေဘော်ရှင်လေးဘယ်လိုမျိုးပြောထားလဲဆိုတာစာချေးလေးရအောင်နော်။ကျွန်တော် ဒေသအတွင်းနိုင်ငံတွေထဲမှာ new ပိုင်းဆိုင်ထားသူအဖြစ်ကြွားလုံးထုတ်ဖို့အတွက်ခရဦးချမြောက်စားနေတဲ့အကြမ်းဖက်မာလာနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းတွေကမ္ဘာသတင်းမီဒီယာအထက်မှာပြန့်နှံ့လို့နေပါတယ်။ဟွန်းရုရှားနဲ့တွေ့ဆုံခဲ့တဲ့ကိစ္စတွေရုရှားနဲ့ပြောဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်တော်လေးကိုသူ့ကြောင့ အဆက်ရဒါတော့ဟုတ်တယ်နော်ဆိုတော့သူတို့ဟာပျက်စီးနေပြီသူတို့ဟာပြိုလဲနေပြီဆိုတော့သူတို့အသက်ဆက်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့အစိတ်ပိုင်းတော်တော်များများကိုလည်းနိုင်ငံကြီးတွေကိုရောင်းစားထားပြီးပြီဆိုတာလည်းကျွန်တော်မိပါတွေအားလုံးသိရှိပြီးပါပြီဆိုတော့သူတို့မှာကလည်းလုံနိုင်စရာများပြားမရှိတော့ဘူးကျောင်းနိုင်ငံကို ်သူများလက်ထဲထိုးအပ်ဖို့နဲ့ကျွန်တော်နိုင်ငံကိုရောင်းစားဖို့ဒူရီဖို့ပေါင်စားဖို့သာသူတွေလုပ်အောင်မှာပါဆိုတော့ဥရောပနိုင်ငံအချို့အနေနဲ့ချိုးစွာကလက်ရှိအချိန်မှာရုရှားနဲ့တရုတ်ကအဲ့ဒီအခွင့်အရေးကိုရယူပြီးတော့ကျွန်တော်နိုင်ငံရဲ့ရင်းမြစ်တွေအကုန်လုံးကိုစုပ်ယူသုံးစွဲနေပြီဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့သူရဲ့လုံရက်တွေဟာကျွန်တော်ပြည်သူလူထုတရက်လုံးရက်ဆန္ဒနဲ့ မကိုက်ညီပဲနဲ့သူတို့ရဲ့ဘောမရဝင်းရဲ့ဇယိုက်လက္ခဏာစင်ញင်ုံတရားကင်းမဲ့မှုနဲ့ညံရီညံသွေးနေပါမှုတွေကိုတတ်သိပြလိုက်ခြင်းဖြစ်ပါတယ်။ဘောရကွက်ကကောင်းတွေအနေနဲ့တော့ဒီလောက်ရနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်ကိုယ့်ကိုယ်တော်မှာလုံသွားနိုင်တဲ့အခြေအနေမျိုးပါဟုတ်ပြီ။မြောက်ကိုရီးယားနိုင်ငံလိုကျွန်တော်တို့နိုင်ငံကိုဆက်သွင်းပါလို့ ။ဘာကြောင့်လဲဆိုတော့လက်ရှိသူကိုယ်၌ကကျွန်တော်တို့နိုင်ငံကိုဥစားနိုင်တယ်လို့မဟုတ်ချုံနိုင်ဘူး။သူ့အောက်မှာရှိတဲ့သူတွေကိုလည်းသူမထိမ့်သိမ့်နိုင်တော့ဘူး။ဆိုတော့ဒီအချိန်တွေမှာသူဟာကျွန်တော်တို့နိုင်ငံကိုမြောက်ကိုရီးယားလိုဖြစ်ဖို့အတွက်ရာရာကိုပေးဆက်နေတာဖြစ်ပါတယ်။အရာရာကိုပေးဆက်တယ်ဆိုတာပုံမှန်ပေးဆက်မှုတွေမဟုတ်ဘူး။ကျွန်တော်နိုင်ငံတွင်တွေက ဒါကျွန်တော်တို့နိုင်ငံကိုရောင်းနဲ့ကျွန်တော်တို့နိုင်ငံကိုပေါင်နဲ့ကျွန်တော်ရှိမှပြောခဲ့ပြီးသားဟုတ်ပြီနျူကလ িয়ার ပိုင်ဆိုင်ထားသူဖြစ်ဖို့အတွက်ကြွားလုံးထုတ်တော့မယ်ခိုးဒီမှာရေဘော်ရှန်လေးပြောသလိုပဲပါနော်မြောက်လိုင်းကနေပြန်မမြောက်ကိုရီးယားလိုတော်တော်ဖြစ်ချင်နေတာပြမဟုတ်ဆိုရင်ရုရှားဆီကနေနျူကလ িয়ার ပိုင်ဆိုင်နိုင်ဖို့သွားရောက်ပြီးတော့မှာပါနော်တောင်းခံလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်ကြားသိရတဲ့သတင်းတိုင်းဆိုရင်တော့မြန်မာပြည်မှာတိစားနျူကလ িয়ার စေယုံ၃ရောင်လောက်ကိုတိစောက်ပြီးတော့မှာ ခုဆိုရင်လက်စမီတွေရရှိဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်းကိုကျွန်တော်ကြားရတာပဲဖြစ်ပါတယ်။နောက်ခုကကြတော့တဝရရင်းနှစ်စက္ကန့်မှာဆိုရင်ရုရှားစစ်သားတွေနဲ့ပူးပေါင်းပြီးတော့မှာပါနော်။စစ်စခန်းတွေတိစောက်ဖို့စတင်ပြင်ဆင်တော့မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ကြက်တိရတာဖြစ်ပြီးတော့ပေါ်မရက်ကွက်ကအခုဆိုရင်မြုံတီးရတယ်လို့ပြောနေကြတာပဲဖြစ်ပါတယ်။ကိုတိုင်းပြည်အခြေအနေကိုမှအားမနာဒီလိုမျိုးတိုင်းပြည်ကိုရောင်းဆောက်ခဲ့တဲ့မြောင်းလိုင်ကိုဆက်လက်ပြီးတော့မှထောက်ခံရတဲ့ဘောမအမှုပညာရှင်တွေနဲ့နောက်ထပ်ဒီဘောမစခွေယိုကိုက်တိုက်တွေရဲ့ပေါ့နော်အုံနောက်တွေကိုကျွန်တော်တို့ရွှေချထားတင်တာပဲဖြစ်ပါတယ် ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတင်နေဗျာဒိတ်ဒေါ်လာကျွမင်းဆိုပြီးတော့မှရုရှားသမ္မတပူတင်ကိုခိုင်တိုင်းပြောဆိုခဲ့တဲ့မြောက်လိုင်းကိုဥသိမ်းမြတ်နေပြီးတော့မှဘယ်လိုမျိုးပြပြနေနေဆုံးဝပြောဆိုထားလဲဆိုတာတစ်ချက်တော့ကြည့်လိုက်ရအောင်လားအရင်ကပဇွန်အောင်ရွှေဘုံပွင့်ဖះမှာအမြဲတမ်းလာပြီးတော့ရှေ့ပြစ်ဟောတဲ့ဘိုးရောဂျင်းဆိုတာကိုညာသိကြသလားဗျအဲ့ဒီဘိုးရောဂျင်းဆိုလို့ရှိရင်ဗျာဒိတ်ဒေါ်လေးအခုရေ100လောက်တောင်မှရွတ်ပြနိုင်ပါတယ်ဘိုးရောဂျင်းလာအခုနေရှိသေးရင်ဘိုးချုပ်မင်းအောင်လာရဲ့ဆရာတောင်မှဖြစ်ကောင်းဖြစ်နေလောက်မှာပါ ရွှေဘုံဘွင့်ဖះရောက်လို့ရှိရင်ဘိုးတော်ကျင်းကဆရာကြီးပါပဲကျွန်တော်တို့ចောင်းသားဘွားတုန်းကနေခဲ့တဲ့ဘုန်းကြီးចောင်းမှာတော့ဘိုးတော်ကျင်းကလူတကာအစုခံအစဲခံရတဲ့အဖိုးကြီးတယောက်ပါတခါသားမှာတော့ညောင်မင်ကနှက်ရုပ်ကိုခိုးလို့ကပိယကလိုက်ရိုက်တာနဲ့ចောင်းကိုတော်တော်ကြာအောင်မလာရဲပဲနဲ့ပျောက်နေခဲ့ဘူးပါတယ်ဖြားရိတ်တော့ဆိုတာအဲ့ဒါလို့ဘိုးတော်ရဲ့ပါဇက်ဖះမှာဖန်ဆင်းနေတယ်လို့ဖန်ဆင်းနေတဲ့လောက်ဆက်တွေကခက်များများပါအခုတော့မှ ကြက်မင်းအကြောင်းပါတဲ့စာအုပ်ကိုလည်း Lambay platform ကနေသူတို့စစ်မျိုးစစ်နယ်တရားရောက်ကတွေ့လာပါလိမ့်မယ်။သူတို့စစ်တပ်စိတ်ထားအရာအလောင်းဖျားဆိုလို့ရှိရင်အလိုလိုကြည်ညိုတဲ့စိတ်နဲ့ဝယ်ဖက်ပြီးတော့အဲ့ဒီဘိန်းတော်ဆရာဦးစောကြီးတဲ့ရုရှားဘုရင်နဲ့မြန်မာဘုရင်ဆိုတာဗိုလ်ချုပ်မှုကြီးကိုပြောတာပါဖျားဆိုပြီးတော့အာရရဝင်ပြီးတော့ဖော်လန်ဖားပါလိမ့်မယ်။ဘာမျော်လင့်ချက်များရှိတယ်လဲတော့မဆိုတတ်ဘူးပေါ့လေ။တခုခုအကျိုးစီးပွားလိုချင်လို့ဂျင်းထည့်ပြီးတော့ဖော်လန်ဖားသွားတာကိုဘိုးချုပ်မင်းအောင်လည်းငကိုကလေးကတမရာကြီးလှုပ်ချင်တဲ့ယောဂါရှိနေလေတော့အဟုတ်ထင်သွားပုံရပါတယ်။ ူကအဟုတ်ထင်ုံနဲ့မကဘူးဗလာဒီမီယာပူတင်ကိုပါအဲ့ဒီစာအုပ်ကြီးကိုကိုက်ပြီးတော့ဘောသွားမှပြန်ပါတယ်စဉ်းစားကြည့်ပါအဲ့ဒီစာအုပ်ကြီးကိုကိုက်ပြီးတော့သမရပူတင်ကိုလန်ဒန်ဆက်ကြမင်းကြီးပါလို့သွားပြောတာဖော်လန်ဖားတာမဟုတ်ရင်ဘာများဖြစ်နိုင်ပါလိမ့်လဲသူတိတ်လိုချင်တာလေးရှိနေလို့လမ်းဖေးကစာအုပ်ကိုကောက်ကင်ပြီးတော့ကျတော့၆တိုက်ကြီးသွားဖားတာပါသူခင်ဗျာလိုချင်တာလေးရှိလို့မျက်နှာလေးဆက်ဖြက်ဆက်ဖြက်လုပ်ပြီးတော့သွားဖားပါတယ်ဟိုကလည်းအားနာလို့သာဘာမှပြန်မပြောတာပြုံးစီစီနေပါဒီကောင်စိတ်မှမှန်သေးရဲ့လားလို့ ကြိတ်တွင်းနေမယ်ဆိုတာသူမျက်နှာကြည့်ရကိုသိတာနေပါတယ်ဘုံမင်း online မြောက်ပုံမြောင်လေးကပူတင်အတွက်ဂုံမတက်ဖက်နဲ့သူပါဆောက်ပွားဖြစ်ရမယ်ခင်ဆိုက်နေပါတယ်ဘယ်နဲ့ဗျာသူလုတ်ပုံကအဆွေတော်ကတော့မကြွက်ကြီးကျွန်တော်ကဘောမမင်းကြီးကျွန်တော်တို့ဟာတော့မဘောမညီနောင်တွေပါဘာညာတွားလုံနေတာလေအင်းရောမင်းကြီးဥဖို့လိုက်အကြောင်းသားဗလာဒီမီယာပူတင်ကြားဘူးမယ်ဆိုလို့ရှိရင်မင်းဒီအကြောင်းသူများတွေတွားပြီးတော့မပြောနဲ့သူများတွေမသိစေနဲ့ ပတ်စံ16ကျပ်ပေးလိုက်ပဲမြင်းတိတ်ငှက်လိုက်မင်းအစိုးဝယ်ဝဲလို့ပြောချင်တဲ့စိတ်မျိုးတွေတဖွားဖွားနဲ့ပေါ်နေလိုက်မယ်ထင်ပါတယ်ဒီတော့ဘိုမင်းအွန်လိုင်းအခုလိုမျိုးကဘာလှည့်ပြီးတော့ငါကနပိုလီယံဖြစ်တော်တကောဆိုတဲ့ဇလန်းမျိုးချိုးနေတာနဲ့ပတ်သက်ပြီးတော့သူသားမကတခြားလူတွေအများအပြားအတွက်ပါတော်တော်ရှက်ဖို့ကောင်းတာပါဘယ်သူတွေရှက်တင်တယ်လဲဆိုတော့သူမိသားစုကပထမဆုံးရှက်တင်ပါတယ်တေချာတာပေါ့ဒါတော့ခင်တိတိတတ်မို့ဆိုလို့ရှိရင်ပူတင်စီအဆက်တမခံရအောင်သတိနဲ့တောင်နေထိုင်နေပါတယ် ဒုတိယရှက်တဲ့လူတွေကတော့သူစစ်တပ်ကလူတွေပါဒီနပိုလီယန်ကြီးညွန်ကြားတပြားကိုလိုက်ပြီးတော့လုံနေရတဲ့လူအနေနဲ့ရှက်တဲ့နာပေါ့လေတတိယရှက်တဲ့လူတွေကတော့မဖတာတွေပါမဖတာတွေထင်နေတာကအမျိုးဘာသာသာသနာကိုဆောက်ရှောက်မဲ့သူတဲ့အခုတော့အမျိုးဘာသာသာသနာ အကုန်လုံးကိုအရှက်မကွဲကွဲအောင်လုံနေတဲ့သူဖြစ်နေပါတယ်စတုထရှက်တဲ့လူတွေကတော့ကြံ့ဖွင့်တယ်ပေါ့ဗျာအဲနောက်ဆုံးကနေပြီးတော့ရှက်နေရအောင်မှာကတော့ကြံတဲ့ပြည်သူတွေပါဒီလိုဘရင်ယူးယူးနေတဲ့လူက လှုပ်ချင်အောင်လှုပ်နေတာကိုခံနေရတဲ့ပြည်သူတွေဖြစ်နေရတာဟာရှက်စရာပါညီမဦးသိမ်းမြတ်တုံးသက်ပြတော်တယ်တော်တော်လေးကိုကောင်းတယ်နော်မြောက်လန်ရနေပြီးတော့မှရုရှားသမ္မတပူတင်စီမှာဗျာဒိတ်ဒေါ်လာကျွမင်းဆိုပြီးတော့မှသူ့ကိုခိုင်းနေပြောဆိုတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဒီ face expression ကိုကြည့်လိုက်မယ်ဆိုရင် ပူတင်တတော်လေးကိုမောင်းကိုသွားပြတော့မှာပါနော်။ဒီကောင်ယူမြယူသွားပြီလားဆိုတဲ့ပုံစံမျိုးနဲ့ကြည့်တာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်။နောက်တစ်ခါကျတော့မြောက်လိုက်ရတဲ့ပြည်မှာစမတပေမတပုံစံမျိုးနဲ့ရုရှားသမ္မတပူတင်စီမှာမြန်မာလိုရေးထားတဲ့ဒီစာအုပ်ကြီးကိုဖွင့်ပြပြတော့မှာပါနော်။မြန်မာလိုကြီးတချင်လို့ပြောထားတာကတော့တတော်လေးကိုအေးရောက်တယ်လို့ကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်။ဒါကတော့စကောင်းဆောင်တွေနဲ့သူတို့ရဲ့ဒီစမတပေမတနဲ့အတိုင်းပြုတ်အချုပ်သွားတဲ့ပုံစံတွေကိုကပလေကိုချက်ပြတ်သွားတာဖြစ်ပြီးတော့မှကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးအားဆိုရင်သူတို့အုပ်စုတွေကြောက်ပါနော်။တတော်လေးကိုအရှက်ကွဲခဲ့ရတာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုတ်အနေနဲ့ကျွန်မများနေပြီးတော့မှချမ်းမတ်54ကိစ္စနဲ့ပတ်သက်ပြီးတော့မှဒေါန်ဆဆုချင်းနဲ့သူတို့ပေါင်းပါတွေဘယ်လိုမျိုးပြောလင်းပြောင်းဆက်တွေဆော့ဆော့ပြောဆိုထားလဲဆိုတာတစ်ချက်တော့ကြည့်လိုက်ရအောင်နော်ဒေါန်ဆဆုချင်းရဲ့စကလုံးကြီးနဲ့ခြီးပြီးလှည့်စားနေတာကို तू မသိရလားကျွန်စဉ်းစားလို့မရဘူးအဲ့တော့ဒီတရားခွင်နဲ့ကျွန်တော်တို့ကဝန်ထမ်းလို့ရရင်အများကြီးကျွန်တော်ပြောနိုင်တယ်အများကြီးပြောနိုင်မှာအများကြီးပြောနိုင်မှာကျွန်တော်တို့တရားတရားဥပဒေဥပဒေကြီးကကျွန်တော်လေ့လာနေသူလည်းမဟုတ်ဘူးဥပဒေမြန်မာရှင်းလည်းမဟုတ်ရှေ့နေလည်းမဟုတ်ဘူးတရားသူကြီးလည်းမဟုတ်ဒါပေမဲ့နှစ်ဖက်အတော်အလာတွေကိုကျွန်တော်ဖတ်ကြည့်ရတဲ့အခါလေ့လာကြည့်တဲ့အခါနားထောင်ကြည့်တဲ့အခါပြောနေတဲ့ဟာအကုန်လက်ရရင်အကြောင်းအရာတစ်ခုကိုကျွန်တော်တို့က ဘယ်ဟာကတရားသဖြင့်ဆုံးဖြတ်မယ်ဆိုတော့ကျွန်တော်တို့ကောင်းမှာအဲ့လိုဒီမှန်မှန်ကန်ကျွန်တော်တို့ဆုံးဖြတ်နိုင်တယ်ကျွန်တော်တို့ကဟိုဟာ critical thinking လို့ခေါ်တယ်ဟိုစဉ်းစားဆင်ခြင်တုံတရားလေးကောင်းတယ်ယုံရကြအဲ့ဒါလေးရှင်းတော့မင်းတို့ဘောမမတင်းတော့ဘောနော် critical thinking နဲ့ဒီစဉ်းစားဆင်ခြင်တုံတရားမှန်တမို့လို့တယ်တရားခွန်ထဲမှာလာပြီးတော့နော်နိုင်ငံကြီးအရာလူလေကြဖို့ကြိုးစားတာတရားသူကြီးကိုနိုင်ငံကြီးအရာလွှမ်းမိုးဖို့ကြိုးစားတာတရားသူကြီးကိုကလင်းကြီးလုပ်ဖို့ကြိုးစားတာလှည့်စားဖို့ကြိုးစားတာဒီကောတရားသူကြီးကိုစော်ကားနေတာပေါ်တယ်စော်ကားနေတာအဲ့တော့မှတရားသူကြီးကိုယ်တိုင်အဲအီအားလုံးနေတာတရားသူကြီးကိုယ်တိုင်ကလည်းဗာလဲလို့မပြောရအောင်ရှင်းရှင်းလေးပဲအဲ့တော့ ကျွန်တော်တော့ခုနားလည်တာဟိုက290တင်တယ်ဒီဘက်ကဒေါ်ဆမ်းမလာကျွန်တော်ဘက်ကကန့်ွက်တယ်ကန့်ွက်တယ်ဆိုရင်ဟုတ်ပြီဘယ်တော့လဲမေးမဖြေနိုင်တော့မဖြေနိုင်ရင်ဘာဖြစ်လို့ကန့်ွက်တော့ဖြေရမယ်သူဒီစင်းလုံးနဲ့ဟုတ်တယ်ဒီစင်းလုံးကနေထားတာဘာဖြစ်ဘာဖြစ်ပြောပြီးတင်290တင်280ကွာလောက်ကောက်ပြောလို့ရတာပဲအဲ့လိုလည်းအပြန်လည်းမပြောဘဲနဲ့သူကမပြောဘူးသူကသူကလုံးဝမပြောဘူးအဲ့ဒါဘာလဲဆိုတော့လှည့်စားနေတာတရားခွင်ကိုလှည့်စားနေတာလို့ခေါ်တယ်အဲ့ဒါတရားခွင်လှည့်စားတာတရားသူကြီးတီးဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တာဟိုကတချို့ဟာကြီးကြတယ်ကျွန်တော်ဒီအမှုမတင်ချင်ဆရာကြီးပါဒါပေမဲ့ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးနေတရားစီရင်ရေးကို နဒီနိုင်ငံရေးနဲ့နွယ်ပြီးလှည့်သားဖို့ကြိုးစားတာရှင်းရှင်းပြောရအောင်အဲ့ဒါရှင်းရှင်းပြောအဲ့ဒါမယိုးသားတဲ့လုပ်ရတကူအဲ့ဒါကိုတရားသူကြီးကလည်းသိဖို့လိုတယ်နော်အခုဒေါ်သမလာကျွန်တော်အုပ်စုကြီးမယိုးသားမှုကိုဥတည်နေရဲဆိုတော့ကျွန်တော်တော့မြင်နေရတယ်အဲ့တော့ရှင်းရှင်းလေးပြောရရင်တော့ဒီ channel 14ကိစ္စဒီဒေါ်သမလာညွန့်ဒီဒေါ်သသူကြီးနဲ့တွေ့ခွင့်ရဖို့တင်ထားပါတယ်တင်ထားပြီးတော့မရတာပါဘာညာဆိုပြောနေမယ်ဒေါ်သသူတွေ့ခွင့်ဆိုတာကအဲ့လိုတွေ့ခွင့်ဆိုတာကအစိုးရကခွင့်ပြုမှရမှာအစိုးရရှင်းရှင်းလေးပဲသူ့အတွက်သူတို့ရဲ့အချင်းချထားတဲ့လူတယောက်ကိုတွေ့ချင်နေဆိုရင်ဘယ်လိုလူမျိုးလဲဆိုတော့ကြည့်လိုက်ဦးမှာ ဘာကိစ္စလဲဆိုတော့ကြည့်လိုက်မှာခင်ဗျားတေချာမှတွေးတယ်မှာပါကိစ္စတွေးတွေးတွေးဘူးလို့တွေးဘူးလေပြီးတော့အစကတည်းကဒေါန်ဆန်းသူကြည်စီကပါဝါယူထားပြီးသားမဟုတ်ဘူးလားဟုတ်လားဆိုတော့မေးခွန်းရှိပြီးသားအစိုးရမှရှိပြီးသားအစိုးရရှိတယ်မလို့အစိုးရဒေါန်ဆန်းသူကြည်အကုန်အနာကုန်သူယူထားပြီးပြီလားမသိဘူး तू သိတယ်အစိုးရသိတယ်တရားရုံးကလည်းသိတယ်တိတိကြီးနဲ့မတွေ့ရသေးလို့ဘာကြောင့်ဒေါန်ဆန်းသူမပြောမနဲ့ကျမတို့ဆုံးမလို့မရဘူးဆိုတာဥစားအဲ့ဒါတရားခွင်ရောတရားသူကြီးရောတရားဥပဒေစိုးမိုးရေးကိုရောနောက်တစ်ခါနိုင်ငံတော်အစိုးရကတိပြီးသားချက်လက်ဒီနိုင်ငံတော်အစိုးရရဲ့ရန်ရရနဲ့စီမံခန့်ခွဲမှုကလည်းလက်လုံးကြလို့ပြီးလှည့်စားတာလိမ့်တာပဲ ဒီကြော်မင်းများတော့ပြောလို့များဆက်ရတာပြောတတ်တယ်နော်သူပြောတဲ့ပုံစံရတော့သူတို့ဘာသာသူတို့ဒီဒေါန်ဆဆုကျဲချမ်းမ54ကိစ္စလေးလံဆွဲတဲ့ဟာကို ဇူရီတရားခွင်မှာကျွန်တော်တို့အမေစုလို့ရှိနေအဖွဲ့ကနေပြတော့မှလဲစားဖို့စ조사နေတယ်ဆိုပြီးတော့မှပြောဆိုထားတာဖြစ်တယ်။သူအဲ့လိုမျိုးပြောတာတော်တော်လေးရည်စရာကောင်းတာတစ်ခုကတော့မြောက်လိုက်အုပ်စုကနေပြတော့မှသူတို့ချမှတ်ထားတဲ့တရားဥပဒေစုမွေးနေအုပ်ချုပ်ရေးစီမံကိန်းတွေကိုသူတို့ကနေပြတော့မှလက်တလုံးချလို့ပြတော့မှခုဆိုရင်တိုင်းပြည်ကိုကြောက်ထဲကြောင်လို့နေတာလဲကျွန်တော်တို့အားလုံးအတိပဲဖြစ်ပါတယ်။ဒီချိန်ကျမှသူတို့အနေနဲ့သူတို့ဘာသာသူတို့ပေါ့နော်လေတံဆွဲတဲ့ကိစ္စမှာ အနိုင်ရချင်းလုံးလုံးကိုဒီတရားခွင်မှာကျွန်တော်ဘက်ကနေပြုမှလက်စားဖျားယောင်းတဲ့ပုံစံမျိုးတွေလုပ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့အစုံစုံတိမယူရဆန်နေတာဖြစ်ပြမပေါ့နော်ကျွန်တော်ဒီအမေစုပိုင်တဲ့နေုံတော်မှလောဘတကြီးကြီးနဲ့အခုဆိုရင်ရရှိဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီရုရှားကိုသွားပြတော့မှာပေါ့နော်မြန်မာလူကြီးဆိုပြောသွားတဲ့မြို့တိုင်းကိုပူးတူမနေပြတော့မှာဘယ်လိုမျိုးဘောမှာပြတော့မှာကာဗာလို့ပေးထားလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ကျွန်တော်တို့နိုင်ငံကြီးကမြန်မာလိုပဲပြောရတယ်ပေါ့။အဲဒီပဲရှားသမနာနဲ့တိတ်ဆုံချင်မှာမြန်မာလိုပဲပြောတယ်။မြန်မာလိုပြောတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်အကုန်လုံးနားလေကြတာပေါ့။အထွေထူးကြီးဘာသာပြန်ဆရာမလိုဘူးလေ။တော့ကျွန်တော်တို့အကုန်လုံးသူပြောတဲ့သမျှစကားကိုအကုန်လုံးရှေ့ကကောင်းမှန်းတော့မသိဘူးနော်ဒီကောင်တွေကတော့ကျွန်တော်တို့အကုန်လုံးသိရတယ်။ဒီပေါ်မှာကျွန်တော်တို့အာကျွန်တော်တို့နိုင်ငံကောင်းဆောင်ပေါ်မှာရှက်တက်ဖက်အုပ်စုတွေကပုတ်ခတ်ကြတာပေါ့နော်။နာအင်္ဂလိပ်လိုမပြောတတ်ဘူးလို့ရှားလိုမပြောတတ်ဘူးလို့ဆိုပြီးတော့ပုတ်ခတ်ကြတယ်။ဟာအမေစုဆိုရင်ဘယ်နိုင်ငံတော့အင်္ဂလိပ်စကားကိုမှုနေအောင်တက်တယ်။ဟုတ်ပါရဲ့ဒေါ်စုချင်းကလည်းနိုင်ငံတော့အင်္ဂလိပ်စကားကိုမှုနေအောင်တက်တယ်။ဒါလည်းခံတယ်သူတော်ရဲ့။ဥပမာ ်။ကျွန်မမခွေးတွေရှိရယ်။တိတ်ဆိုရင်တိတ်တယ်။ဘာလို့လဲဆိုတော့ဗမာအိမ်မှာမွေးရခွေးတွေဗမာစကားကငါလေ။ဥပမာချင်းအိမ်မှာမွေးရခွေးတကောင်ကိုအခွင့်တိတ်လို့ပြောရင်မတိတ်ဘူး။သူဗမာစကားနားမလဲ။ကရင်အိမ်မှာမွေးရခွေးတကောင်ဒီအခွင့်ကိုလာလာလာလို့ခေါ်သူနားမလဲ။ကရင်စကားပဲနားလေ။ဘာကြောင့်လဲဆိုတော့နာဘူးတယ်မယ်နားရီဝါမှု။ဥပမာအဖြစ်စားရင်ကောင်ခွင့်တော့ပါဒါအရင်သားထင်တာရှိအောင်ကျွန်မဥပမာပေးတာနော်မြင်းသားထင်တာရှိအောင်ဥပမာပေးတာငငယ်သားတစ်ယောက်လေတညာလောက်အိပ်ဖို့တဲ့မိမတစ်ယောက်တောင်မှ yes နဲ့ no နှလုံးလုံးတော့ပြောတတ်တယ် ောက်ဆုံးကြည်လေးအင်္ဂလိပ်မရကလေးနှစ်ယောက်ထွက်အောင်ဝေးထားခဲ့တယ်မိမဖြစ်တယ်နိုင်ငံခြားတိုင်းပြည်မှာနေပြီးတော့နိုင်ငံခြားအဲတော့ရည်ချင်းမှုနဲ့နှိစက်တဲ့အတွက်သူနားယူပါတယ်နော်ဒီပုံမှာကျွန်မသူ့ပုပ်ပွေးရတက်ခတ်တာမဟုတ်ဥပမာတစ်ခုကိုမြင်သားထင်တာရှိအောင်ကျွန်မဥပမာပေးတာဒါပေမဲ့ကျွန်မရှင်းလို့ကိုထပ်ပြီးတော့ပြောချင်တဲ့အကြောင်းအရာကအခုကျွန်မတို့နိုင်ငံကောင်တော်ရုရှားကိုသွားရဲဘာမှလူပဲပြောရဲမြန်မာလူပြောရဲကျွန်မတို့မြန်မာလူကောင်လို့နားတယ်ဒီနေရာမှာဥပမာကျွန်မတို့အင်္ဂလိပ်ချင်းနိုင်ငံတဲ့ကျွန်မတို့အင်္ဂလိပ်နိုင်ငံအိန္ဒိယ ဒီနိုင်ငံနိုင်ငံကြီးတကယ်ကိုမှကဘာအင်အားကြီးเนาะကဘာမှတကယ်ကိုမှ new world order တကယ်ကိုဟောတာကြီးเนาะ new world order နိုင်ငံအိန္ဒိယကောင်းဆောင်တယ်ဘယ်နိုင်ငံပဲသွားသွားသူတို့အိန္ဒိယစကားကိုပဲပြောတယ်ကျွန်တော်ကပြောဘူးလို့လေနော်အိန္ဒိယကောင်းဆောင်ဒီအိန္ဒိယဝင်ကြီးချုပ်ဒီအိန္ဒိယသမ္မတငါဝင်ကြီးချုပ်ဆိုမူကြီးအိန္ဒိယသမ္မတသမ္မတဆိုတော့ဒုပါတိမာမှုပေါ့နော်ဒီအမျိုးသမီးအိန္ဒိယနိုင်ငံသမ္မတအမျိုးသမီးရောအိန္ဒိယနိုင်ငံဝင်ကြီးချုပ်ကိုတို့တို့ဒီဘယ်နိုင်ငံကိုဘယ်နိုင်ငံသားပြင်းစင်သွားပါစေတို့တို့အိန္ဒိယစကားကိုပဲတို့ပြောရင်အေး နောက်ကျမတို့ကတရုတ်လို့ခေါ်တာပေါ့နော်ခွာခွာတော့ చై နာပေါ့ဆိုတော့တရုတ်နိုင်ငံခေါင်းဆောင်တွေဒီတရုတ်ရဲ့တကယ်ကိုမှာဒီကဲဒီတရုတ်သမရအပါအဝင်တရုတ်သမရနေပြီးအောက်ခြေကနေပြီးတော့ဒီနိုင်ငံသားကြီးဝင်ကြီးကြီးအဆသူတို့အထူးတန်တမန်နေ60နေနေတခြားနိုင်ငံသားတိုင်းပြည်တွေကိုသွားတဲ့အခါသူတို့တရုတ်စကားပဲပြောတယ်သူတို့မတက်လို့ပြောတာမဟုတ်ဘူးနော်သူတို့ရဲ့အမျိုးသားရေးချင်းမှုနဲ့သူတို့ရဲ့အမျိုးသားဘာသာစကားကိုမိခင်ဘာကမိခင်ဘာသာစကားကိုသာသူတို့ပြောကြတယ်။အိန္ဒိယကောင်းဆောင်ဒီနိုင်ငံကကောင်းတယ်နော်။နိုင်ငံသားဘာသာစကားကိုသုံးလို့မရှိဘူး။တရုတ် ဘာကြောင့်လဲတခြားနိုင်ငံသားတစ်ခုကိုနိုင်ငံသားခီးစင်သွားလို့သူတို့နိုင်ငံသားဘာသာစကားကိုပြောလို့ရှိမိခင်ဘာသာစကားကိုပဲပြောလို့ရှိပူတူမာတော့သူဘာဒီသမတပေးမတဲ့ကြောင့်ကျွန်တော်မျိုးဘာပြည်သူတွေရှိမှဝန်ခံပြောဆိုထားတာပဲဖြစ်ပါတယ်မြောက်လိုင်းအနေနဲ့တကယ်ကိုရှင်းတင်တာဖြစ်ပြမှာပေါ့နော်။ပူတင်ရှင်းမှာမြန်မာလူကြီးဘလိုင်းကြီးပြောတော့တာတော့တော်တော်လေးကိုကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးတွေအတွက် တိတ်ခါချသွားတာပဲဖြစ်ပါတယ်။နောက်ပုသူမနဲ့ပြီးတော့မှမြောက်လိုင်းကနေပြီးတော့မှအမျိုးဘာသာသာသနာနဲ့ကျွန်တော်တို့ရဲ့စာပေတွေကိုမျက်နှလုံးလို့ကိုကပလင်မှာတောင်းချပြတော့တယ်ဆိုတဲ့ပုံစံမျိုးနဲ့မျိုးလင်းမျိုးစာပြောဆိုသွားတာပဲဖြစ်ပါတယ်။ရှစ်တန်တေးတေးနေပြီပေါ့နော်။ကျွန်တော်တို့ Note ဗီဒီယိုသဘောတွေနဲ့စခွေးရုပ်ကိုက်မိသားကြီးဆိုတဲ့ငရေကနေပြီးတော့မှပေါ့နော်။ကျွန်တော်တို့ဒီတိုင်းသူပြီးသားတွေအတွက်အခုဆိုရင်မြောက်လိုင်းတို့စစ်တပ်ကနေပြီးတော့မှတိုက်တန်းရှုံးပြွာနဲ့လာနေပြီဆိုတဲ့အကြောင်းကိုအားရဝင်ကြောဆောင်နေဘယ်လိုမျိုးပြောထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ရခိုင်မှာ ကျွန်တော်တို့ထူးခြားစွာဆွမ်းဆောင်မှုမျိုးမရှိခဲ့ဘူးเนาะတက်ပေါ်ရေကအရာရှိစစ်တီရေကကျွန်တော်တို့ငါးဖန်းတင်မောတွေကိုခင်ဗျလိုက်ပြီးတော့ဖမ်းပြီးတော့ပြောမယ်အခချင်းတွေယူနေတယ်လို့မောင်ခိုတင်မောတွေကိုလည်းလိုက်ပြီးတော့အခချင်းတွေယူပြီးတော့လုစားကျင်တိုင်းလုစားနေတယ်ဒါကြောင့်ရခိုင်မှာတက်ပေါ်ရေကဘာမှဆွမ်းဆောင်ရင်မရှိခဲ့ဘူးဟာဒီနေ့တက်ပေါ်ရေပြောပြီเนาะဒီလိုပေါ့เนาะကျွန်တော်တို့ဘလို့ကြီး ချိန်ဝင်းပါနော်ကျွန်တော်အကိုကျွန်တော်လေးလေးစားစားနေရတယ်ပြီးတော့တို့ချလိုပါတယ်အကိုရဲ့တက်မလို့ရေးရဲ့စွမ်းဆောင်ရည်တွေကိုတိုင်းတိပီတိကဘာတိဖြစ်အောင်အကိုအနေနဲ့စူးစမ်းအထုတ်ပေးပါလို့မင်းသားအယဒီနေရာကနေပြီးတော့လေးစားစွာနဲ့ပြပြပါတယ်ဒီခါမှာကျွန်တော်ကြီးကြီးလေးကတ်တဆင်ရည်ကြီးကျွန်တော်လုပ်တော့မယ်ကချင်မှာကျွန်တော်တို့တံပြန်ထိုးစစ်တွေစမယ်ရှမ်းပြည်နယ်မှာကျွန်တော်တို့တံပြန်ထိုးစစ်တွေစမယ် အာကျွန်တော်တက်မလို့ဟာစွန့်ရည်သုံးရည်ပြည်စုံနဲ့တက်မလို့ဖြစ်ရမယ်ဘယ်ကစွန့်ရည်သုံးရည်လဲဥထိတ်ထားတဲ့တက်မလို့ဖြစ်ရမယ်ငါနိုင်ငံတော်ငါနိုင်ငံသားငါတက်မလို့တဲ့ငါကြီးအသက်ကိုစွန့်လျင်တည်ထိုင်ပြီးပြဝိုင်ဆိုတဲ့စစ်သားကောင်းတွေမွေးထုတ်တာအရက်ဖြစ်ရမယ်ငါမသိရင်ငါစခန်းဘတော်မှမကြစေရဘူးဆိုတဲ့အာဇာနည်သူရဲကောင်းတွေရှိတဲ့အရက်ဖြစ်ရမယ်အဟမ်းဒီနေ့ချိန်မှာစီးပွားရေးလုပ်တဲ့စစ်သားတွေနဲ့စစ်တိုက်တဲ့စစ်သားတွေရဲ့ အခြေအနေတွေကိုကျွန်တော်အဖေတွေကျွန်တော်အဘတွေသိနေပါပြီ။ဒါကြောင့်လူမှန်နေရာမှန်တွေရောက်ရှိဖို့လေအဖေတို့အဘတို့အနေနဲ့စူးစားအားထုတ်နေပါတယ်။နော်ဒီနေရာမှာကျွန်တော်အနေနဲ့ဒီနေ့ပြည်သူစုမှုတန်းလူငယ်လူရွယ်တွေကိုအားပေးစကားပြောလိုပါတယ်။ကြေဒီကောင်ရတော့ဗောနော်တမတော်ရေရဲ့ခိုးစားနေတဲ့အချင်းတွေကိုချက်ပြပြောဆိုသွားရဖြစ်ပြမ အောက်ချိန်မှာဒီစစ်ကောင်စီရဲ့ရရှိတဲ့ချိုးကကိုချိုးတွယ်လို့ဆောင်နေကြတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်မြေပပီတို့ချက်ပဲပြောဆိုထားတာဖြစ်ပါတယ်ခုဆိုရင်တို့ကိုယ်တိုင်တောင်မှဝန်ခံပြောဆိုလာပြီးဆိုကြတဲ့ကဒီမြောက်လိုင်းတို့စစ်တပ်ကဘယ်လောက်ထိအခြေအနေစိုးရနေလဲဆိုတာကျွန်တော်သိရတာဖြစ်ပါတယ်ဒါကိုမြောက်လိုင်းကနေပြုံးမမတိပဲနဲ့ရုရှားထိတို့စတန်ဒတ် RPG ရဲ့ပေါ့နော်အကျင့်စိုးတွေတို့ရခိုးစားတတ်တဲ့အကျင့်တွေနဲ့တို့ကျူးလွန်ခဲ့လူမျိုးတုံးတက်ဖြတ်မှုတွေကိုကပောက်ချက်ပဲတော်တာဖြစ်ပြုံးမမြောက်လိုင်းဟာဆိုရင်တကယ်တော့ပေါ့နော် ဒီဖရဲတီအကြီးစားဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဒီချိန်မှာမှဘုံမဲကွက်ကနေပြတော့မှမျောနိုင်လို့များကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ငိန်ခါနေကြတော့ကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးဟောင်ချင်တဲ့ဟောင်ပြတော့မှကျွန်တော်မိဘပြည်သူတွေကိုအစ်ပင်ရင်လောင်းနေကြတဲ့စစ်ခွေးပေါ်မှာရုပ်ကိုက်တိုက်ကိုတော်လန်ဦးလေးကနေပြတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်နော်အေးမရှိတဲ့ဘာမှဖြစ်ဘူးပြည်ရမရှိတဲ့ဘာမှမဖြစ်ဘူးနော်ဒါကရင်ကနေကြရတယ်ဘာမှမရှိတဲ့ဘာမှမဖြစ်ဘူးစစ်တပ်မရှိမှဖြစ်မှာဆိုတာမစစ်တပ်ရှိတော့ဘာဖြစ်လာမလဲ မင်းစစ်တပ်ကလူရှိတဲ့စစ်တပ်မဟုတ်ဘူးဟမ်မင်းအွန်လိုင်းကအစမင်းတို့ကအဆုံးဟမ်လူတိုင်းမှမရှိတဲ့ကောင်တွေဟဲ့ကောင်တမရအတိုင်းပြည်စီဖြစ်လာရင်စစ်သားတွေဆိုလည်းဖြစ်လာမှာပဲမင်းတို့လူလူမျိုးပစီခိုးယိုတိုက်လူရက်နေတဲ့မတိတ်ကြည့်နေတဲ့စစ်တပ်မရှိတာအကောင်းဆုံးဖြစ်မှာမင်းတို့စစ်ကဘာလို့ရမှာလဲလီးစုပ်ဖို့ရမှာစစ်တပ်ငါလုံးမစစ်တပ်ဘာစစ်တပ်လဲမင်းတို့စစ်တပ်ကဟမ်လူများအိမ်နေမီးရှို့မယ်ဒီမှာသားဖို့သူမျိုးမရင်းကြည့်မယ်သူမျက်ပစီတွေယူမယ်ဟမ်ဒီစစ်တက်ကလာပါလားဒါစစ်တက်လားဟမ် အဲ့ဒါမှသဘုံစိဟမ်ပီတီကဘလူးပစ္စည်းမှမယူဘူးအေးဘလူးပစ္စည်းမှမယူဘူးဟမ်အခုအဲ့တော့မှမင်းလိုက်ဆိုးနေတာလေနောက်တော့မှမထွက်ရဲဘူးမလားခလေးတွေမင်းသားသမီးတွေမင်းမင်းတော့ထွက်ရဲလားခွေးသားတွေကဲဒါတော့မှနော်ကျွန်တော်တော်လိုင်းရဲ့ရဲပေါ်ဦးလီရနေပြတော့မှ မြောက်လိုင်းတို့အုပ်စုတွေနဲ့ဒီစခွေဘုံမတိုက်ဟောင်လုံးလို့ကိုစုမပြတ်ဆုလိုက်တာပဲဖြစ်ပါတယ်။ကျတို့ဒီဘုံမတွေတော့မှအခုဆိုရင်မြောက်လိုင်းရဲ့စစ်မှုထမ်းစနေအရာအခုဆိုရင်ပေါ်တာဆွဲချင်းခိုင်နေရတယ်လို့ကျတို့ကြားသိရတာဖြစ်ပြမမျိုးသမီးတွေဟာဆိုရင်လည်းပေါ့နော်ကလေးတွေရှိလျက်နဲ့ကိုအခုဆိုရင်စစ်မှုထမ်းစင်းတဲ့ပါသွားလို့တော်လေးကိုပေါက်ကွဲနေကြတာကိုကျတို့တွေ့ရတယ်ပဲဖြစ်ပါတယ်။ဒါကမြောက်လိုင်းအနေနဲ့ ကျွန်တော်တို့ဒီဓမ္မဘိတော်တားရိတာမှာကသူတို့စစ်တပ်ကိုအားပေးထောက်ခံပါတယ်ဆိုတော့ရဲဝင်းတွေတော်မှသူတို့ဒီရှေ့တန်းစစ်မင်းပင်ကိုပို့လို့ဖို့ဝင်မလို့ဘူးဆိုတာဒီစကောင်စီတပ်ဖွဲ့ဝင်တွေကိုထောက်ခံပါတယ်ဆိုတော့အုပ်စုတွေတည်တည်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြတော့မှအားလုံးဝင်ဖို့ပေါ့နော်ပြည်သူဘက်ကိုပြောင်းလာဖို့လျက်ကန်းခေါ်နေတဲ့အချိန်မှာနားထောင်ပြီးတော့မှ ဒီမြောက်လိုင်းနဲ့သူတို့ faces နဲ့ကိုဖြူချနိုင်ဖို့အကောင်းဆုံးခွင့်ရေးကိုပေးနေတဲ့အချိန်မှာပဲလက်စုပ်ကင်ပြီးတော့မှအားလုံးကပူပေါင်းရမယ့်အချိန်ပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့မမရက်ကလည်းတဖြည်းဖြည်းလူမျိုးတုံးလာမှာဖြစ်ပြီးတော့မှာပေါ့နော်မြောက်လိုင်းတို့အစုတကူတဲ့သမားတွေပဲပြေးနေတဲ့ကျွန်တော်မြန်မာပြည်မှာအာနာရှင်စနစ်ကမြေပြန်သွားတော့မယ်ဆိုတဲ့အကြောင်းပြောနေတဲ့ကျွန်တော်ဒီနေ့နေခင်မတစ်ဖြတ်ဗီဒီယိုကိုဒီနေ့ပါပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြေရှုပေးကြတဲ့မြို့ပပြည်သူများအလုံးစိတ်ချမ်းသာကိုကြားမှတ်ခြင်းနဲ့ပြည့်စုံပြီးတော့မှမြောက်လိုင်းမေးဘေးတာနဲ့ကြွေးကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။